ရန်ကုန်တိုင်းဒေသချင်းတွန်တင်းမြို့နယ်ကပင်းချေးရွာအတွင်းရှိကပင်းရေထိုင်းတကအမှတ်နှစ်ကိုအေပီလာ30ရက်နေ့ကဖွင့်လှစ်လိုက်ပြီးဖြစ်ကြောင်းသိရပါတယ်။အဆိုပါရေထိုင်းတကအမှတ်နှစ်ဖွင့်လှစ်လိုက်ခြင်းကြောင့်မိုးစဘာဒါမကနှွေစဘာကိုပါစိုက်ပျိုးရေလုံလောက်စွာဖြင့်စိုက်ပျိုးနိုင်ပြီဖြစ်ကနှစ်သီးစာသုံးသီးစာစိုက်ပျိုးနိုင်မှာဖြစ်ပါတယ်။ယခုရေထိုင်းတကပင်မရှင်မြောင်းကြီးမှာရေတွက်ရေသွဲတန်းစိုက်ပျိုးနိုင်ရတဲ့အတွက်လက်ကြောင်းမြောင်းမြောင်းဆက်လက်ဆောင်ရွက်သွားမှာဖြစ်ပြီးဆိုလာစနစ်ဖြင့်ရေတင်နိုင်ရေးကိုလည်းစီမံဆောင်ရွက်သွားမှာဖြစ်ပါတယ်။ အစောပိုင်းရေထဲကအမှတ်2ကို2024-2025ဘဏ္ဍာနှစ်မှာဆယ်မြောင်းနဲ့အရှိတုံးချမှုစီမံခန့်ခွဲရေးဥစည်းဌာနမှာအကောင့်ထဲပေါ်တည်ဆောက်ခဲ့ခြင်းဖြစ်ပါတယ်။အစောပိုင်းရေထဲကတည်ဆောက်ပြီးစီခဲ့တဲ့အတွက်ရခုနှစ်မိုးရာသီမှာစကတွန်တိန်မြို့နယ်နဲ့ဒလားမြို့နယ်တို့ရှိမိုးစဘာဆိုင်ဧက4800ခန့်အားရေကြီးနေမြို့မှုရောပါတတ်တာစီရင်ကာကွယ်ပေးမဲ့အပြင်နှွေစဘာရာသီမှာလည်းတွန်တိန်မြို့နယ်နဲ့ရေချိုရှားပါတဲ့ဒလားမြို့နယ်ရှိတိတက်နှွေစဘာဧက4000ခန့်တိုးချဲ့စိုက်ပျိုးလာနိုင်မှာဖြစ်ပါတယ်။ယခုအခါတွန်တိန်မြို့နယ်နဲ့ဒလားမြို့နယ်တို့ရဲ့တူမြောင်းအလျာ ားစုစုပေါင်း19.5မိုင်ရှိတဲ့အနက်4.25မိုင်ဆောင်ရွက်ပြီးစီမီဖြစ်ကရေထိုင်းတကားမှဝင်ရောက်လာတဲ့ရေချိုများကိုရခိုင်ကြောင်6မှ10ပြန့်နှံ့ရောက်ရှိစေကဒလမြို့နယ်အတွင်းတိတက်များတိုးချဲ့စိုက်ပျိုးနိုင်မှာဖြစ်ကြောင်းလည်းသိရပါပါတယ်ရှင်။